ုတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ကျောင်းသားများဗီဇာရစားခံရမှုများဆက်လက်ကြုံတွေ့ဖို့ရှိတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံထဲမှာရှိတဲ့တက္ကသိုလ်တွေမှာတက်ရပညာသင်ကြားနေတဲ့ပြည်ပနိုင်ငံတွေကပညာလာောက်သင်ကြားနေတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာဗီဇာရစားခံရမှုတွေဆက်လက်ကြုံတွေ့ဖို့အတွက်များနေတယ်လို့သိရပါတယ်။ ကျောင်းသားဗီဇာကတ္တချက်တွေကိုဖောက်ပြတယ်လို့တွေ့ရှိရတဲ့တိုင်းကိုအပြည့်နှံ့ဆုံးပြတဲ့ဖြစ်တဲ့ဗီဇာပြပြမှုတွေလောက်ဆောင်နေတာဖြစ်ပြီးဗီဇာပြပြခဲ့သူတွေဟာ1500ကျော်တိရှိလာတယ်လို့သိရပါတယ်ဗီဇာပဲဖြတ်ခဲ့ရတဲ့အကြောင်းရင်းတွေမှာတော့အဓိကအကြောင်းရင်းကပညာသင်ကြားမှုနဲ့မဆိုင်တဲ့အကြောင်းအရာတွေမှာပါဝင်ပတ်သက်တာကြောင့်ဖြစ်ပြီးတော့ပဲဖြတ်ခံရသူအများစုဟာဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးတော့တစ်ဖက်ဖက်ကိုဗတ်လိုက်တဲ့လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ရလို့ဖြစ်တယ်လို့သိရပါဗျ။အမေရိကန်နိုင်ငံသားရဲ့မာကော့စ်ယူပီယိုက အမေရိကန်နိုင်ငံထဲကိုပညာသင်ကြားဖို့ဆိုတဲ့ဝန်ခံကတိပြုချက်နဲ့ရောက်ရှိလာသူတွေဟာတခြားအကြောင်းအရာတွေကိုစိတ်ဝင်စားပြီးတော့တကြွလှုပ်ရှားတဲ့အလုပ်တွေလုပ်တာမျိုးကိုခွင့်မပြုနိုင်ဘူးလို့ပြောကြားထားတာကြောင့်ဗီဇာကတ်တန့်ချက်တွေကိုကျော်လွန်နေဆိုရင်ကျောင်းသားဗီဇာပဲ့ပြတ်မှုတွေဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်ကြောင်းအောင်ပေးပို့လာပါဗျ။